လေပေါင်းနဲ့ပွဲကဗီယာညင်းပွားဖွယ်ဖြစ်ရဲ့ကြောင့်ဒီနှစ်သင်းကိုပွဲကြီးကြက်ခွင်ပိတ်ခံထားတဲ့ Michael Oliver ပြီးခဲ့တဲ့လေပေါင်းနဲ့ Manchester City တို့ရဲ့ Premier League ပွဲစဉ်မှာ Virgil van Dijk ရဲ့ဂိုးဟာညင်းပွားဖွယ်ရာအဖြစ်နဲ့ပဲချခံခဲ့ရပါတယ်ဒီပွဲစဉ်မှာဗီယာတောင်ယူခဲ့တဲ့အင်္ဂလန်ရဲ့အတွေ့အကြုံရင်တိုင်လူကြီးတွေကတအူးဖြစ်တဲ့ Michael Oliver ဟာလက်တလုံးမှာတော့ကလပ်တင်းနှစ်သင်းရဲ့ပွဲစဉ်တွေကိုကင်တွယ်ခွင်ပိတ်ပင်ခံလိုက်ရပါတယ်အသက်၄၀နှစ်အရွယ်ရှိတဲ့တန်လူကြီး Oliver ဟာ Premier League ပွဲစဉ်ပေါင်း၄၀၀ကျော်ကိုကင်တွယ်ပူပီးသားဖြစ်ပါတယ် ဒီနေ့စောပိုင်းမှာအိုလီဗာကလေဘာအိုနဲ့အေဗာဒန်ကိုတူးတူးနဲ့တေးကြခဲ့တဲ့ပွဲစဉ်တွေမှာဆုံးဖြတ်ချက်အမှားများစွာကြောင့်လေဘာအိုပရိသတ်ရဲ့ဝေဖန်ခြင်းကိုခံခဲ့ရဘူးပါရီပြီးကြတဲ့ညကပွဲမှာလေဘန်ဒိုက်ရဲ့ပထမပိုင်းကောင်းတိုက်သွင်းကိုကိုအန်ဒီရောဘတ်ဆန်ဟာကစားတော်ကိုနှောက်ယှက်ပေးခဲ့တယ်ဆိုပြီးတော့ဗီယာကြည့်ပြီးတဲ့နောက်အငင်းပွားပွဲရပေးချခဲ့တဲ့အတွက်အိုလီဗာဝေဖန်ခံခဲ့ရပြန်တာဖြစ်ပါရီဂိုးစီရှင်းနာမှာရှိတဲ့ရောဘတ်ဆန်ဟာဂိုးကိုကြောပေးထားပြီးတော့ဗန်ဒိုက်ရဲ့ကောင်းတိုက်ချက်ကိုရှောင်ရှားခဲ့တာဖြစ်ပါရီပရီးမီးယားလိရဲ့တရားဝင်ထုတ်ပြန်ချက်အရာ ဂျန်လူကြီးကလူကျွန်ပေါ်နဲ့ဂိုးမဖြစ်ဘူးဆိုပြီးတော့ဆုံးဖြတ်ခဲ့တာကိုဗီယာကစစ်စစ်အတည်ပြုခဲ့ပါတယ်။ရောဘတ်ဆန်ကလူကျွန်ရဲ့အနေထားမှာရှိနေပြီးတော့ကိုသမားရဲ့ရှေ့တက်တက်မှာလှုပ်ရှားတဲ့လှုပ်ဆောင်မှုပြုလုပ်ခဲ့တယ်လို့သတ်မှတ်ခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။မိုက်ကယ်အိုလီဗာကနျူကာဆယ်အသင်းကိုတသက်တာလုံးအားပေးလာခဲ့တဲ့သူဖြစ်တဲ့အတွက်နျူကာဆယ်ဘောင်နဲ့ဘယ်ပွဲမှာဂိုင်းတွယ်ခွင့်မရှိတာဖြစ်ပါတယ်။သူဟာအဲ့ဒီကလပ်အတွက်လူငယ်ဆင့်မှာကစားခဲ့ပူပြီးတော့2019ခုနှစ်မှာသူကအကြီးချင်းနဲ့ငယ်ရှိခဲ့ပြီးမြေ ကစားမတူးအနေနဲ့ကြိုးစားအားထုတ်ရတာကိုမကြိုက်ခဲ့ဘူးလို့ထုတ်ဖော်ပြောကြခဲ့ပါဗျ။ညူကတ်ဆယ်ကိုအားပေးခဲ့တဲ့ကြိုးစားကြောင့်အိုလီဗာကဒေတာရင်းပြိုင်ဘက်ဆန်ဒလန်နဲ့ပတ်သက်တဲ့ဘယ်ပွဲမှာလည်းဂိုင်တွယ်ခွင့်မရှိပါဘူး။အိုလီဗာကညူကတ်ဆယ်ဟာအသက်ရှင်ရပ်တည်ဖို့အတွက်တမတ်လိုအပ်နေပြီးတော့သူတို့နဲ့အတက်ကြတိုက်နေတဲ့အသင်းကဥမာဗီလာဖြစ်နေမယ်ဆိုရင်ဗီလာရဲ့ပွဲကိုလည်းကျွန်တော်တိုင်လုပ်လို့မရပါဘူး။ကျွန်တော်မလုပ်ချင်ပါဘူး။ဒါကပြဿနာတက်စရာမဟုတ်ပါဘူးလို့လည်းသူထက်လောင်းပြောကြားခဲ့ပါသေးတယ်။ Professional ဂိမ်းပွဲစဉ်တာဝန်ရှိသူများအဖွဲ့တစ်ခုက ိုင်လူကြီးတွေလိုက်နာရမယ့်လုံထုံလုံတွေကိုရခင်ကရှင်းပြခဲ့ပူပါရီဂျာစီစာမှာဒိုင်လူကြီးတွေရဲ့နောက်ခံချက်လက်တွေကိုစစ်ဆေးပါရီသူတို့ဟာဘယ်တင်းကိုအားပေးတယ်သူတို့ဘောလုံးကစားခဲ့မှုတွေအမှတ်တမ်းနဲ့နေထိုင်ရာလိပ်စာတွေပါဝင်တဲ့ဖောင်ကိုဖြည့်ရပါတယ်လို့ပြောကြားခဲ့ပါရီဒိုင်လူကြီးတွေခန့်အပ်တဲ့အခါဗမ်မလိုက်စီဖို့အတွက်အရေးကြီးပါရီဥမာပြင်တော့ရှက်ဖီခြေဆိုင်တိုင်းတူကိုရှက်ဖီအတင်းအတွက်ခန့်အပ်ခြင်းမပြုဖို့အာမခံခြင်းပဲဖြစ်ပါတယ်လို့ထိုးဖွဲကရှင်းလင်းပြောကြားခဲ့ပါရီ